ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှပြန်လည်ကြိုဆိုလိုက်ပါရှင်ကျမတို့ channel ကနေနေစဉ်ပြည်တွင်းပြပန်းတရများကျော်နေတဲ့တရများနဲ့နောက်ဆုံးတဲ့တရများကိုအချိန်နဲ့တပြင်းချင်းစတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ယခုပရမောဆွာစတင်တင်ဆက်ပေးမယ့်တရင်ကြောင်းလည်းကတော့ကမ်ဘလူးနဲ့ရေစကြိုတွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စစ်တပ်ငါတို့သေဆုံးပြီးတအူးကတော့လက်နဲ့လေးနဲ့အသိစရရှိခဲ့တယ်ဆိုတဲ့တရင်လေးပဲဖြစ်ပါရှင် စကိုင်းတိုင်းကမ်ရီမြွန်နယ်တွင်အကျန်းဘက်စစ်တပ်၆ခုစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ခဲ့ရတွင်တဦးတည်ဆုံခဲ့ပြီးတနက်လေးနဲ့အသိစီရရှိခဲ့ကြောင်း KPN ပြည်သူ့ကာကွယ်ရေးတမတော်တရင်တုံးကပြောဆိုထားဖြစ်ပါရယ်မတ်လ9ရက်နေ့နနေ9ရက်ခန့်တွင်စပယ်နှင့်တန်ရွာအနောက်ဘက်မှရှိတဲ့နမိုင်ပေါက်တွင်အကျန်းဘက်စစ်တရဲထောက်ပို့စစ်ကြောင်းကိုစစ်ကြောင်း၃နဲ့စစ်ကြောင်းတရင်တုံးမှတော်ရင်ရဲဘော်များကကြားဖြတ်တိုက်ခတ်ခဲ့ကြောင်းသိရှိရပါရယ် ရင်းတက်ခံမှုအတွင်မှာအကြံပေးစကောင်းစီဘက်ကနေပြူစောတိတူတေဆုံခဲ့ပြီးလက်နက်လေးနဲ့တင်စီရရှိကြကြောင်းတရှိရပါတယ်ချုပ်ပြည်မကွေတိုင်းရေစကြိုမြို့နယ်နဲ့စကိုင်းတိုင်းမြောင်းမြို့နယ်အဆက်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စစ်တပ်သားများကိုတိုက်ခိုက်ခဲ့ရတယ်။စစ်ကောင်စစ်ဘက်ကနေ၄ဦးသေဆုံးခဲ့ကြောင်းမြောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ဌာနကနေသိရှိရပါတယ်။ မတ်လ9ရက်နေ့ရေစံကြုံမြို့နယ်ဇလက်နေရွာကိုမင်းရှုဖျက်ဆီးခဲ့တဲ့အကျန်းဘက်စကောင်းစစ်တပ်သားများနဲ့တော်လိုင်းရဲတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးစကောင်းစစ်ဘက်ကနေ၄ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။တိုက်ပွဲတွေမှာသေဆုံးသွားခဲ့တဲ့စစ်သားလေးရဲ့မသားအလုံးများကိုစကောင်းစစ်တပ်များကပြန်လည်ဆွဲယူသွားခဲ့ပြီးအကျန်းဘက်စကောင်းစစ်ဘက်ကနေဒရုန်းများဖြင့်ပုံကျဲတိုက်ခတ်ခဲ့တော်လဲပဲတော်လိုင်းရဲရဲဘော်များအထူးကံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့တောင်ကုန်းမြို့မြို့ရှောင်းလဲရှင်စစ်တပ်ရဲ့စစ်စေးကကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ပဲခူးတိုင်းတောင်ကုန်းမြို့မြို့ရှောင်းလဲမှာရှိတဲ့အကျန်းဖက်စစ်တပ်ရဲ့စစ်စေးကကိုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းတောင်ကုန်းမြို့နယ်ပကဖားမှာတာဝန်ရှိသူတို့ကရှမ်းကုန်းခေတ္တသတင်းဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်။မစလာခုနှစ်ညနေပိုင်းတွင်တောင်ဝမြို့ရှောင်းလမ်းမှရှိတဲ့အကျန်းပဲစကောင်းစီရဲ့ကိတ်ကို တောင်ဝင်းမြို့နယ်ပကဖမှာတော်လိုင်းရေပေါ်များကဖောက်ခွဲတက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရေတက်ခဲ့မှုအတွင်းမှာအချမ်းပဲစစ်ကောင်စစ်တပ်သားများထိခိုက်မှုအရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းဖောက်ခွဲတက်ခဲ့ခဲ့ပြီးနောက်တော်လိုင်းရေပေါ်များအထိခက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ ရန်ကုန်မန္တလေးလမ်းဟောင်းနှဆောင်ပြကနေတောင်ဝမြို့ကိုရှောင်ပြီးတော့ဖောက်ထားတဲ့မြို့ရှောင်လမ်းမှာရှိတဲ့စစ်ခွေးစစ်စင်ကြီးကိုဖောက်ခွဲတိုက်ခတ်ခဲ့တာပါစစ်ခွေးတိုက်ခတ်မှုကတော့အတိမပြုံနိုင်သေးပါဘူးတောင်ဝမြို့နယ်ဘက်ကဖောက်မှာတောင်ဝမ်ရှိတဲ့သူကပြောဆိုထားဖြစ်ပါရဲ့ ထို့တိုက်ခိုက်မှုဟာတောင်ကုန်မြို့မှာရှိတဲ့အရှိဖက်တမဟာနဲ့ KNU ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ဒေတာပေးသူများရဲ့နေအိမ်များကိုအကြမ်းဖက်စစ်ကောင်စစ်တပ်ကလေကြောင်းအသုံးပြုတိုက်ခိုက်နေခြင်းကြောင့်ဒေတာတွင်တော်လိုင်းအဖွဲ့များကလက်တုပ်ပြန်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်ကိုဝေးဝါးပြီးစစ်မျက်နှာပြန့်စင်ရန်ရည်ရွယ်၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတောင်ကုန်မြို့နယ်ပကဖမှာတာဝန်ရှိသူတို့ကတော့ပြောဆိုထားဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ပန်တော်မြို့နယ်ညောင်ကျူးစခန်းတွင်အင်းအင်းနဲ့စကောင်းစစ်တပ်အကြောင်းတိုက်ပွဲတွေပြင်းထန်နေပြီးစကောင်းစစ်ဘက်ကနေစစ်မှုထအပတ်စဉ်ရှစ်ဆင်းတဲ့တပ်သားတင်အား600ကျော် စစ်ကိုပို့ဆောင်ထားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြမှာဖြစ်ပါရှင်။ပဲခူးတိုင်းပန်းတောင်မြို့နယ်ရန်ကုန်ပဲခူးကားလမ်းမှာရှိတဲ့တောင်ကုတ်ပန်းတောင်လမ်းရခိုင်ရိုးမှအခြေစင်းမှာရှိတဲ့ညောင်ကျူးစခန်းသိန်းတပ်ပွဲကိုအေးအေးနဲ့စကောင်းစီတို့မှအပြင်းထန်တိုက်ခိုက်နေပြီးစကောင်းစီဘက်ကအင်အားဖြစ်သိမ်းနေရကြောင်းသိရပါတယ်။ စကားစရာလက်နဲ့ကြီးများဖြင့်အခိုင်အမာအထိုင်းချထားတဲ့ညောင်ကျိုးတက်စကန်ကိုအာရခတ်တုံအေကထိုးစစ်စင်တက်ခတ်နေခြင်းဖြစ်ပြီးမော်ဘီတက်နေတဲ့ရင်မှအင်အားရချီဖြစ်တဲ့နေရာကြောင်းသိရပါဗျ။စီရီတရင်မြစ်တူကတော့ တိုက်ပွဲကပြင်းထန်ပြင်းလာနေပါတယ်။အေးအေးရဲ့ထိုးစစ်တက်ခိုင်းပွဲလည်းမရက်ဘူး။စကောင်စီကလည်းအသေးအတန်ခုခံနေပါတယ်။စကောင်စီဘက်ကအကြအရှုံးများလို့လေကြောင်းပစ်ကူတာတွေကိုထောက်လျှောက်ပေးနေတယ်လို့သိရပါတယ်။မော်ဘီတက်နေတက်ရင်မြန်မာအင်အားရာချီကိုဖြစ်တင်းနေတယ်လို့ပြောဆိုထားတယ်လို့ဆိုထားဖြစ်ပါတယ်။အရကတတော်အေကတော့တောင်ကုတ်ပန်တောင်လန်းပေါ်မှာရှိရင်မိုးထစ်တောင်ကိုတင်ပိုက်ပြန်အောင်မြောက်ကျူးစခန်းကိုဆက်နဲ့တင်ရန်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ် အေအေရဲ့ထိုးစစ်ဆင်တက်ခတ်မှုကြောင့်ညောင်ကျိုးတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်က အသက်36နှစ်အရွယ်ဘုံမူတက်စွန်ဟင်းတင်းဆုံတွက်ကြောင်သိရှိရပါတယ်။တိုက်ပွဲများပြင်းထန်နေ၍စစ်ကောင်စီရဲ့ခြေမြန်တက်ရင် ခမရ333ခမရ901ခမရ900နဲ့ခမရ903တက်ရင်လျင်ရှိတဲ့အနေနဲ့သုံးရင်းကိုညောင်ကျိုးတို့အင်အားဖြင့်ပို့ဆောင်နေကြောင်းတရင်မြက်ကပြောဆိုထားဖြစ်ပါတယ်စကောင်စီရဲ့ညောင်ကျိုးတက်စကန်မှာ ညောင်ချေတော့ကပ္ပစာ6နဲ့တဆင်းမိုင်အကွာတွင်ရှိနေခဲ့ပြီးကပ္ပစာ6တွင်အင်အားဖြစ်တင်ပေးနေတဲ့အပြင်ရန်ကုန်နဲ့ပဲခူးမှတည်ရင်တချို့ကလည်းအင်အားဖြစ်တင်ပေးနေကြောင်းကပ္ပစာ6ဆက်ယုံမသူနိုင်ငံတော်ဝန်မှစစ်မှုထက်အပတ်စဉ်ရှိတင်းနေစဉ်တပ်သားတင်များကိုအလုံးအင်းဖြင့်ပို့ဆောင်နေကြောင်းနေပြည်တော်စီးရဲတရင်မြက်ကပြောဆိုထားဖြစ်ပါရယ် ကပ္ပစ6ဆက်ရုပ်အတွဲစီရင်အားတိုးနေတာကထောက်လျှောက်ပါပဲစစ်မှုထမ်းအပတ်စဉ်ရှစ်ကအင်အား600ကျော်လောက်ကိုကပ္ပစ6နဲ့လမ်းကျော်လုံခြုံရေးပို့ချနေတယ်ဟုနေပြည်တော်စီရင်တရင်မြေကပြောဆိုထားဖြစ်ပါတယ်ပုဂိုးတိုင်းတွင် ကပ္ပစ6အပါဝင်ကပ္ပစ9ကြောက်ဖူးကပ္ပစ9ကမြိုင်ကပ္ပစ6မတုံနေပြည်မြို့တစ်ဖက်ကကပ္ပစ3စင်တဲတို့ရှိကြောင်းသိရှိရပါတယ် ညောင်ကျိုးတပ်စခန်းမကျရှုံးစစ်ရဲ့အတွေ့စစ်ကောင်စစ်ဖက်ကညောင်ချီတောင်အုတ်ချစ်ပင်ကပ္ပစ6စတဲ့ပြင်ခုခံပြင်းစင်ခုခံတိုက်ခိုက်နေကြောင်းသိရှိရပါတယ် AED ရခိုင်ပြည်အတွင်းကအစ်စ်တွေမျိုးအနည်းမှရှိတဲ့စကောင်းစစ်တက်စကန်များကိုတိုက်ခိုက်နေရတယ်လို့ကြောက်ပြမျိုးနဲ့မှရှိတဲ့စကောင်းစစ်ရဲ့တင်းညာဝတ်တင်းရစ်တက်စကန်အနည်းကတက်စကန်တချို့ကိုလည်းထိုးစစ်စင်တိုက်ခိုက်နေကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့ကြောက်ဖြူတိုက်ပွဲမှာဆက်လက်ပြင်းထန်နေရပြီးစကောင်စီကကြီးရည်တွေတုံးရီခုခံနေရကရေဘေးမှာကြီးတက်အင်အားများပါဖြစ်ကူနေရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ဒညာဝတီရေတပ်ဌာနချုပ်ရှိရာ ကျောင်းပြမြို့မှာရှိတဲ့ကျင်းရောင်များတွင်စက္ကန့်စင်းနဲ့အာရခတ်တော်အေအေတို့ရဲ့တိုက်ပွဲမှာဆက်လက်ပြင်းထန်နေပြီးစက္ကန့်စင်းကကြီးရည်လေးတုံးရဲ့ခုကန်နေရာကြောင်းတရှိရပါတယ်။ဖေဖော်ဝါရီလ20ရက်ကစတင်ခဲ့တဲ့တိုက်ပွဲဟာပုံမပြင်းထန်လာခဲ့ပြီးစက္ကန့်စင်းက၄ချောင်းမှအဓိကထားတိုက်ခိုက်နေကြောင်းတရှိရပါတယ်။ အပေါ်ကလည်းဒရုန်းတွေလေးရင်တွေနဲ့ဘုံကျဲတဲ့ပြင်မြေပြင်စစ်ကြောင်းကလည်းမီးရှို့နေမြေရှင်းနေတာတွေလုပ်နေပါတယ်ဒေတာခံအားလုံးဒီပါကတော့အစ်စ်ဆောင်နေလို့အထိခန့်ကတော့ပိတ်မိကျန်နေတဲ့သူတချို့လောက်ပဲရှိမှာလို့ထင်ပါတယ်ဟိုကြောက်ပြူဒေတာခံတူကတော့ပြောဆိုထားဖြစ်ပါတယ် ပေးခဲ့တဲ့မတ်လ6ရက်နေ့ကတိုက်ပွဲဖြစ်ပွားနေတဲ့ဥကင်းချင်းဝါကိုစကောက်စင်ကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့တဲ့အပြင်မိရှုဖြစ်စေခဲ့တဲ့အပြင်အင်ချီ140ကျော်မီးလောင်ပျက်စီးသွားခဲ့ကြောင်းသိရှိရပါတယ်ချုပ်ပြင်းမတ်လ9ရက်နေ့ကလည်းကြက်သိန်းအောင်ရမရှိတဲ့ Jet Fighter ဖြင့်တိုက်ခိုက်ခဲ့သောကြောင့်အင်ချီ35လောက်ခန့်ပျက်စီးသွားခဲ့ကြောင်းသိရှိရပါတယ် တိုက်ပွဲအတွင်းမှာစကားစစ်ဘက်ကထိခိုက်ဒိဆုံးမှုများသဖြင့်အင်အားလိုအချက်ကိုဖြစ်သိရန်ရေးမြွနယ်မှအချင်းမြန်တပ်ရင်းများခေါ်ယူအသုံးပြုနေရကြောင်းသိရှိရပါတယ်။အရှိတောင်ပိုင်းစစ်ထနာချုပ်အောင်မှရှိတဲ့ရေးအခြေဆိုင်စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ19အောင်လောက်ကန်တပ်များကိုကြောက်ဖြူတို့ပို့ဆောင်ထားပြီးလက်ရှိတိုက်ပွဲပြင်းထန်နေတဲ့စီမော်ရွာရေခရောင်ကုန်းတိုက်ပွဲတွင်လူသစ်ဆုဆောင်းခံထားတဲ့တပ်သားတပ်များကိုလည်းစစ်ကောင်စီကအသေးခံတိုက်ခိုက်ခံနေကြောင်းလည်းသိရှိရပါတယ်။ ကြောက်ပြမျိုးမှရှိတဲ့ဥကင်းစီမွန်ရှောက်ရှောင်းဆိုင်းချိုရွာများဖက်ကိုစကောင်းစီကအင်အားရာချီစကြောင်းထိုးလိုက်တဲ့အတွေ့တိုက်ပွဲပြင်းထန်နေပြီးစကောင်းစီရဲ့ရေတပ်ကလက်နေချင်းများဖြင့်ပြစ်ကူပေးနေတဲ့ဖြင့်ဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်လျက်ရှိနေကြကြောင်းသိရှိရပါတယ်။ ရခိုင်တပြည်လုံး AA လက်အောက်တို့ရောက်ရှိရန်မြို့နယ်သုံးမြို့သားကြန့်ရှိတော့အတွဲနောက်ဆုံးကြန့်ရှိနေတဲ့စိုးမိုးနေမြများမကြစီအတွဲစစ်ကောင်စီကကြီးရည်လေးတုံးပြီးတော့ခုခံနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အကြောင်းရင်းတင်ဆက်ပေးမှုကိုကျွန်မပဲခေတ္တနာကိုပြုပါရှင်။အောက်ပင်အောင်စစ်မှုအတွဲအထူးကျေးဇူးတင်ရှိပါတယ်ရှင်။